a dog? yeah stone x မှာကျေဆိုပါတယ် fucking hell ထွက်လာခဲ့တဲ့ superman trailer အသစ်ကစောက်ရမ်းကောင်းလွန်းနေလို့မျက်တောင်ခတ်လိုက်ပြီးဆိုရင်တော့မှလွတ်သွားနိုင်မယ့်အသေးစိတ်အချက်အလက်တွေလည်းအများကြီးပါဝင်ခဲ့ပါတယ် and that's my job အခုဗီဒီယိုမှာတော့ trailer ထဲမှာသူတို့မြုပ်ထားတဲ့မြတ်ပရိသတ်အများစုလွတ်သွားနိုင်မယ့်အရာလေးတွေကိုစင်ပိုင်းစင် breakdown လုပ်ပြီးတော့ရှင်းပြပေးထားတာဖြစ်ပါတယ်အဲ့ဒီကြောင့်စိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်ထိကြည့်ကြပါအောင်အခုကတော့ intro လေးပြီးစလိုက်အောင် I am vengeance. I am the night. I am Batman. Okay trailer ရဲ့အစကို Louis Lane အတွက်သူ့ရဲ့ချစ်သူ Superman က exclusive detail interview ပေးခဲ့တာနဲ့စထားပါတယ် and ပထမ teaser အရဆိုရင်လည်းဒီ interview ကနေပြီးတော့ဘာတွေဆက်ဖြစ်လာတော့မလဲဆိုတာကိုပရိသတ်ကခံမှန်းပြီးကြားလောက်ပါပြီ but ဒီမှာနှစ်ချက်ရှိတာက one Superman ဒီ Clark Kent ပုံစံအတိုင်းဝတ်ဆင်ထားတာဖြစ်တယ် meaning Louis Lane ကသူ Superman ဖြစ်တယ်ဆိုတာကိုဒီအချိန်ဒီစင်းမှာတည်ပြီးနေပြီဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့အခုလိုမျိုး exclusive interview လုပ်ရတဲ့အထီးကိုအကြောင်းအရာပေါ်လာလို့လည်းဖြစ်ပါတယ် Louis Lane ရဲ့ characteristic ကဒီမှာဆိုရင် comic accuracy နေတာကိုမြင်ရလိမ့်မယ် သူရဲ့ professional အလုပ် reporter အလုပ်ကိုလုပ်တဲ့အချိန်မှာသူရဲ့ဘဲဘဲဖြစ်စီ superman ပဲဖြစ်စီသူကခယူမဆိုင်ဘူးမညာဘူးတည်င်းတော့အလုပ်ကိုထိထိမိမိလုပ်ကင်သူဖြစ်တယ်ဆိုတာကိုမြင်ရမှာဖြစ်ပါတယ်သူတို့ interview ရခြင်းအကြောင်းရင်းကတော့ superman ကအစိုးရတွေဘာတွေကိုအတိမပေးဘဲနဲ့ middle east ဘက်မှာရှိနေတဲ့နိုင်ငံရေးစစ်ပွဲတစ်ခုကိုဝင်ရောက်ရှင်းပေးခဲ့လို့လည်းဖြစ်ပါတယ် meaning အတိတ်ဘယ်ကတော့အချိန်တစ်ခုကြောင် US government ကတော့ US ဖြီသူကတော့ superman ဒီသူတို့ရဲ့ metropolis မြို့က hero အဖြစ်သတ်မှတ်ထားပြီးကြပြီဆိုတာကိုမြင်ရမှာဖြစ်ပါတယ် and of course တစ်ဖက်က lex luthor အတွက် ည်းအခုလိုမျိုးဂျူတာတကောင်ကမျိုးထဲမှာပတ်ပြန်နေတာကိုမြင်ရတာကတော်တော်လေးမုန်းနေလောက်ပြီဆိုတာအသေးချပါပဲ။ဒါကြောင့်လည်းအခုရုပ်ရှင်မှာမှ Lex ကစူပါမန်ကိုထိတ်တောင်းလုပ်ဖို့အတွက်ပလန်စတင်တာကိုမြင်ရမှာလည်းဖြစ်ပါရဲ့။အခုလိုမျိုး Lewis နဲ့တီတန့် interview ရဲ့ဆင်းမျိုးကို Classic Christopher Reeves ရဲ့ရုပ်ရှင်နေမှာလည်းမြင်ခဲ့ရလို့ Christopher Reeves Superman တော့ကလည်းအခုလိုမျိုး politics တွေပါဝင်ခဲ့တယ်။ Superman က US သမ္မတနဲ့တွားပြီးတော့တွေ့ဆုံခြင်းဆင်းမျိုးတွေလည်းပါဝင်ခဲ့ပါရဲ့။ Superman အကြောင်းကိုသိတဲ့လူတွေငငယ်က Superman animation တွေကြည့်ခဲ့ကြရတဲ့သူတွေဆိုရင်လည်းအခုလိုမျိုး politics တွေ US သမ္မတပါဝင် ဲ့ဆင်းမျိုးတွေကိုလည်း animation တွေမှာအများစုမြင်ခဲ့ပုံပါပါဒီမှာကတော့ခေအခြေအနေအရာကော politics ဆိုတဲ့နိုင်ငံရေးဒီ superman ရဲ့စန်တာနဲ့ပြောင်းပြန်ဖြစ်နေတယ်ဆိုတာကိုမြင်ရမှာဖြစ်ပါတယ် superman ဒီဘာလို့ဝင်ရှုပ်ခဲ့လဲဆိုတာကိုမေးတဲ့မေးခွန်းမှာတော့ superman ကအရှင်းဆုံးပဲလူတွေထင်နေကြလို့လေဆိုပြီးတော့ဖြေလိုက်တာကိုမြင်ရပါတယ် animation မှာဆိုရင်အစားကတော့ eddie borevia ကအကြောင်းအရာတွေကများများဆက်စားပါဝင်မှာဆိုပေမဲ့လက်ရှိကဘာကြီးပေါ်မှာဖြစ်ပျက်နေတဲ့ဝါးတွေကြောင့်ကတပတ်နိုင်ငံကတပတ်နိုင်ငံကိုတိုင်းတဲ့ကိစ္စတွေဖြစ်နေတဲ့အတွက်ကြောင့်ကအဲ့ဒီစီးရင်တွေကိုတော့သူတို့ကအများကြီးဖြုတ်ချထားရဲဆိုပြီးတော့လည်းတီ ထားရပါတယ်။အန်လူးစ်လိန်အသုံးပြုနေတဲ့အတန်ဖန်း device ရဲ့တစိုက်ကိုကြီးလိုက်တဲ့အခါမှာ lot tag ကထုတ်ထားတယ်ဆိုတာကိုမြင်ရမှာပါ။ဒါဒီနောက်ဆုံး pacemaker trailer ထဲမှာမြင်ခဲ့ရတဲ့ Sean Gunn တရုတ်ဆောင်ထားတဲ့ Maxwell Lord ရဲ့ company ကနေပြီးတော့ထုတ်ထားတဲ့ product ဖြစ်ပါတယ်။ trailer အရ Superman ဒီအခုလိုမျိုးနိုင်ငံရေးကိစ္စတွေကိုဝင်ရှုပ်လိုက်တဲ့အပေါ်မှာအဲ့ဒီ time ပြည့်ရဲ့ hero ဖြစ်တဲ့ Hammer of Forevia ဆိုသူက Superman ကိုလာပြင်းတာကိုမျိုးထဲမှာအပြည့်အစည်းတွေအများကြီးဖြစ်သွားခဲ့တယ်ဆိုတာကိုလည်းမြင်လိုက်ရပါတယ်။ဒီကောင်ကြီးဒီလေပေါ်မှာလည်းပြန်နိုင်လို့မျက်လုံးကနေပြီးတော့လည်း Superman လို့လေစာပြစ်နိုင်နေဆိုတာကိုတွေ့ရပါတယ်။ ဒါအပြင်ဆင်းရဲတဲ့တိုင်းပြည်မှာကဒါမျိုးတက်တွေရှိနေဖို့ကဘလို့မှမဖြစ်နိုင်တဲ့အတွက်ဒါကလည်း Lex Luthor ရဲ့ Superman ကိုနမဲကြာဆင်းစေဖို့အတွက်အကြံနဲ့ဖန်တီထားတဲ့ villain မျိုးဖြစ်ပါလိမ့်မယ်။ The same way Superman ကိုအခု trailer မှာဆိုရင် villain ပေါင်းစုံကဝိုင်းပြီးတော့တိတ်နေကြတာလေ Superman ကအလူအလဲခံနေရတယ်ဆိုတာမျိုးတွေကိုမြင်ရမှာပါ။အဲ့ဒီ villain တွေအားလုံးကိုလည်းနောက်ဆုံး Baby Kaiju Monster လေးကအစကိုလည်း Lex Luthor ကပဲဖန်တီထားတာဖြစ်ကြောင်း Lex Luthor ကြောင့်ပဲဖြစ်လာတဲ့ villain တွေဖြစ်ကြောင်းကိုလည်း report တွေအရာတည်ထားရပါတယ်။ဒီကောင်လေး comic accurate ဆန်ဆန်မဲ့ comic တွေကလည်းမျိုးရုပ်ရှင် history တလျှောက်လုံး ံးမှာ Superman ကိုဒုက္ခအပေးနိုင်ဆုံး Lex Luthor version အနေနဲ့မြင်ရသွားမယ်လို့ထင်ပါတယ်။လူတွေက Superman ကိုခွန်းနဲ့ပေါက်ပြီးတော့မုံတီးတွားကြရအောင်လုပ်တာကလည်း Lex Luthor ပဲဖြစ်ပါလိမ့်မယ်။ Lex ဒီ comic တွေကအတိုင်း Fortress တဲကိုဖောက်ဝင်ပြီးတဲ့အခါမှာအတွင်းထဲမှာရှိနေတဲ့ Superman အဖေရဲ့စကားတွေကိုတလွဲအသုံးပြုပြီးတော့ publicly တည်င်းမှာ Superman ကတစ်ချိန်မှာကဘာကိုတင်ပိုက်ဖို့အတွက်လာတာပါဆိုပြီးတော့တည်င်းမှာလွင်တင်ရင်လည်းလူတွေကမုံတီးတွားအောင်လုပ်လိုက်ခြင်းမျိုးဖြစ်နိုင်ပါတယ်။ထေကြတာကတော့ Superman ဒီ shit DC EU ကလိုမျိုးလောကကြီးကိုမေးရိုးကြီးတင်ထားပြီးတော့ဖျက်ချွန်နိုင်မှာမဟုတ်ဘူး။ ဒါမှလူသားတွေလိုပဲလူသားဆန်ဆန်ပဲမြေကြီးထဲမှာနစ်ဝင်နေအောင်အမြဲအသိခံနေရမယ့်ပုံစံမျိုးအနေနဲ့မြင်သွားရမှာဖြစ်ပါတယ်။စူပါမန်ရှောက်လာတဲ့စင်မှာဆိုရင် Stack ဆိုတဲ့ company ကိုတွေ့လိုက်ရတယ်။ဒီ company ဒီ trailer နောက်ပိုင်းမှာမြင်လိုက်ရမယ့် Metamorpho ဆိုတဲ့ character ကို power တွေရလာစေမယ့်အဓိကတရခံလည်းဖြစ်ပါတယ်။ Metamorpho ဆိုတာဒီတစ်ဖက်ကခရမ်းရောင်တစ်ဖက်ကအဝါရောင်နဲ့အကောင်ဖြစ်တဲ့သူကခန္ဓာကိုယ်ကိုကြိုက်တဲ့ shape မျိုးကြိုက်တဲ့ပုံစံမျိုးကိုပြောင်းလို့ရပါတယ်။ဒါပေမဲ့ရခင်လူပုံစံကိုတော့ပြန်ပြီးတော့ပြောင်းလို့မရနိုင်တော့တဲ့ tragic hero ဖြစ်ပါတယ်။အဲစိတ်ဝင်စားဖို့ကောင်းတာကတော့ Lex XD Metamorpho ရဲ့ခန္ဓာကိုယ်ကို Crypto Knight အဖြစ်ပြောင်းစေပြီးတော့ Superman ကိုအားနည်းအောင်ဖမ်းချုပ်ထားဖို့အတွက်အသုံးပြုမယ်လို့ထင်ပါတယ်။ဒီ short မှာဆိုရင်စစ်သားတွေက Superman ကိုနာကျင်အောင်အထိရိုက်နှက်နိုင်တယ်ဆိုတာမျိုးကိုမြင်ရတယ်လို့ Metamorpho ရဲ့လက်ကလည်းအစိမ်းရောင် Crypto Knight အယောင်မျိုးလင်းနေတယ်ဆိုတာမျိုးကိုမြင်ရနိုင်ပါတယ်။ Maybe နောက်ပိုင်းမှာမှ Metamorpho ဒီ Superman ကိုနားလဲသွားပြီးတော့ Crypto Knight နဲ့ဖမ်းထားတာကိုဖျောက်ပေးလိုက်တဲ့အခါမှာ Superman ကထောင်ထဲကနေပြီးတော့ထိုးခွဲပြီးတော့ထွက်လာမှာမျိုးလည်းဖြစ်နိုင်ပါတယ်။အဲဒီမှာမြင်ရတာအရာလဲ Lex Luthor ဒီ Metahuman နေပါဝါရှိတဲ့သူတွေအားလုံးကို MC MCU ကကင်းပင်တုန်းကလောင်ရင်နေတဲ့ထည့်ပြီးတော့ဖန်ထားခဲ့တယ်လို့ပဲဒီကတုန်းကကြတော့ Fancy Sansan Pocket Universe ထဲမှာထည့်ပြီးတော့ဖန်ထားတာမျိုးဖြစ်နိုင်ပါတယ်ပြီးတော့မျိုးထဲမှာယင်ကြီးတစ်ခုကိုတွေ့လိုက်ရတယ်ဒါဒီ Hawker Green Lantern Mr. Terrific တို့ရဲ့ Justice Gang ရဲ့စီးတော်ရင်လည်းမဟုတ်ပါဘူး Kryptonian Ship တစ်ခုခုဖြစ်မလားဆိုတာကစိတ်ဝင်စားစရာပါပဲဒီ Justice Gang ရဲ့ရှင်ကတော့ပို့ပြီးတော့ Fancy ဖြစ်တာအယောင်တောက်တာမျိုးကိုတွေ့ရပြီးတော့ Mr. Terrific ဆင်းလာတဲ့ဆင်းကိုလည်းမြင်ရမှာဖြစ်ပါတယ်ဒီထွေလာမှာဆိုရင် Mr. Terrific ရဲ့ Shot တွေကိုလည်းပို့ပြီးတော့မြင်လာရတယ်လို့အမုတ်ခွက် Green Lantern ရဲ့လက်စွပ်အသုံး ံးပြုပုံကိုပါမြင်လိုက်ရပါတယ်ဒီဘက်ကကားတွေနဲ့လူတွေကိုလမ်းလျှောက်ရင်းနဲ့ဆောက်ခွက်ဖြတ်ရိုက်လိုက်တဲ့တဘောပါပဲဒီဖွဲ့ဒီ douche bag တွေဖြစ်ကြတယ်ဆောက်ချင်မကောင်းတဲ့ကောင်တွေဖြစ်ကြတယ်ဆိုပေမဲ့လူကောင်းတွေပဲဖြစ်တဲ့အတွက် villain တွေအများကြီးပါဝင်ထားတဲ့ရုပ်ရှင်မှာ superman ဘက်ကနေပြီးတော့ဝင်ချပေးမဲ့ hero တွေအဖြစ်ပါဝင်သွားမှာလည်းဖြစ်ပါတယ် and shit DCEU မှာလုံးဝမမြင်ခဲ့ဘူးမဲ့တကယ် superman စစ်စစ်ပုံစံမျိုးရဲ့ comic တွေ animation တွေမှာနောက်ဆုံး smallville series မှာကောင်းကောင်းမြင်ခဲ့ရမယ် superman ရဲ့ရာတော်တွေကအိမ်လယ်သမားမိပါရင်းနဲ့အတူ superman ရဲ့အိတ်ခန်းကိုပါဒီ trailer မှာမြင်လိုက်ရမှာ ှာဖြစ်ပါတယ်။တကယ်ကိုစူပါမန်ကောမစ်တစ်ခုရဲ့ vibe မျိုးကိုရစေတယ်။စူပါမန်ကောမစ်တစ်ခုစာမျက်နှာတစ်ခုကိုအသက်သွင်းလိုက်လို့ခံစားရစေပါတယ်။စူပါမန်အနာတရားဖြစ်နေတဲ့အချိန်မှာမိဘနှစ်ပါးကအနာမှာရှိပေးနေတဲ့ပုံစံမျိုးတွေမိဘတွေအခြားသူတွေမရှိဘူးဆိုရင်တော့မှ pet မွေးဘူးတဲ့သူတွေနားလဲပါလိမ့်မယ်။ဘယ်သူမှမရှိတဲ့အချိန်မှာကိုကို comfort ပေးနိုင်မယ်။ကိုရဲ့အိမ်မွေးတရိတ်ဆန်ဆိုတဲ့ခံစားချက်မျိုးကိုလည်းနားနေတဲ့စူပါမန်ပေါ်မှာ crypto ကတက်အိတ်နေတဲ့ပုံစံမျိုးနဲ့ပြသွားခဲ့ပါတယ်။ဒါရီဒီ James Gunn ရဲ့ဖြူနေတဲ့ခေါင်းထဲကနေပြီးတော့ထွက်လာတဲ့လာပါတဲ့အသွေးပုံရိပ်တွေဖြစ်ပါတယ်။ ့ MCU ကနေပြီးတော့ light လောက်ဖို့အတွက်ညံမမီနိုင်မယ်အထူးသဖြင့်ခန်းစားချက်ပိုင်းမှာရတာပိုင်းမှာမီဖို့အတွက်မပေးနိုင်မယ်အရာတွေလည်းဖြစ်ပါတယ် MCU ဒီ epic ဖြစ်အောင်ရိုင်းနိုင်တဲ့ကြီးကျယ်အောင်ခမ်းနားအောင်အထိရိုက်ပြနိုင်တယ်ဒါပေမဲ့တကယ်တမ်း emotional ဖြစ်စေမယ့်အရာတွေစိတ်ခန်းစားချက်ကိုပေးနိုင်မယ့်အပိုင်းတွေကိုတော့ James Gunn ရဲ့ Guardians of the Galaxy ရုပ်ရှင်တွေမှာဒါအကောင်းဆုံးမြင်ခဲ့ဖို့မှာဖြစ်ပါတယ် so in gun we trust ပါ guys superman ရုပ်ရှင်ဒီအကောင်းဆုံး superman ရုပ်ရှင်တစ်ခုဖြစ်လာမယ်ဆိုတာကိုအာမခံပြီးတော့ပြောရဲပါတယ် and trailer နဲ့ပတ်သက်ပြီးတော့ပြောဖို့ချန်နေသေးတာတွေကိုထုံးစံအတိုင်းနောက်ထပ် breakdown video နှစ် ်ခုလောက်လောက်ပြီးတော့တင်ပေးသွားအောင်ပါမလို့ like ပါစီမျောပေးကြဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ် and as always guys ဗီဒီယိုလေးကိုကြောက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ဂျွန်ညာလေးကိုစုံအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်